โอเคအားလုံးပဲကျွန်တော်ဒီနေ့မှာတော့ brother တို့ကို advance server ဘယ်လိုဖောက်အောင်လဲဆိုတော့ကျွန်တော်ပြပြပေးပြင်အရင် video တွေမှာပြခဲ့တာတွေကပထမတစ်ခုကကျွန်တော် bad error သုံးပြီးဖောက်တာကျွန်တော်အဲ့ဒါတွေက mobile legend bad ဖြစ်နေတဲ့အချိန်တွေမှာပဲကျွန်တော်အကျုံးဝင်တာ bad ပြင်ပြီးွားရင်ကျွန်တော်လုံးလို့မရဘူးနောက်တစ်ခုကကျွန်တော် tap tap ဆိုတဲ့ application သုံးပြီးတော့ဖောက်တာအဲ့ဒါလည်းမရအောင်မဟုတ်ဘူးအခုချိန်ကြီးရနေရလူတွေရှိတယ်ဒီတစ်ခေါက်မှာတော့အဲ့နှမျိုးလုံးမဟုတ်ဘဲနဲ့ကျွန်တော်တို့က found တစ်ခုကိုဖြည့်ပြီးတော့လောက်ရမှာပေါ့နော်အဲ found ထဲမှာတော့သူ found ပုံစံလေးချပေးတာလေအဲ့ဒါလေးကိုကိုယ့်ဘက်က like ဖြည့်ပြီးတော့ကျွန်တော်တို့စာတင်လိုက်ရပါပြီ ဆိုတော့ advanced server အိတ်ဖောင်ကိုမဖြည့်ခင်မှာကျွန်တော် advanced server တွေမှာအာဘယ်လိုမျိုးတွေစိတ်နေဘယ်လိုမျိုးလဲလို့ရတယ်ဆိုတာအစကျွန်တော်အရင်ဆုံးပြောပြပေးမယ်ဆိုတော့အဲစလိုက်ကြရအောင် Okay advanced server ဖောင်နေမှာပြောပြခင်မှာကျွန်တော် advanced server ဘာလို့လုပ်ရတယ်ဆိုတာအရင်ပြောပြပေးမယ်ဒါဆိုလို့ရှိရင်ကျွန်တော် new hero အာကျွန်တော် original server မှာမရောက်လာသေးဘူးဒါပေမဲ့ advanced server မှာရောက်လာပြီ run လဲသောက်လို့ရတယ် classic လဲသောက်လို့ရတယ်ဆိုတော့ဟုတ်ပြီအများစုသိတ်ဝင်စားကြတဲ့ကျုပ်ဒီ star လေးတွေကိုကျုပ် diamond blue ချိန်ရမလဲဆိုတော့ပြီးပြပြပေးမယ်ဆိုတော့ diamond ချိန်မှု star လိုတယ်အဲ့တော့အဲ့ star ကိုဘယ်မှာသွားယူရမလဲဆိုတော့ပြပြပေးမယ် advanced server ရောက်လာလို့ရှိရင်ဥလဲလဲမဖြစ်အောင်လို့ okay ကျုပ်ဒီ event တွေကိုဝင်ပြီးလို့ရှိရင်ကျုပ်ဒီ buff မှာနော် energy bar ပုံစံလေးရှိရကျုပ်အဲ့ဒါလေးကိုနှိပ် okay ကျုပ်ဒီမှာဆိုလို့ရှိရင်တော့ဒါကတော့သူပြထားတဲ့ဟာလေးတွေပြည့်တာနဲ့ကျုပ် ပထမအဆုံးကျွန်တော်တို့ star 4တဲ့ဥစားရမယ်အာဒါတော့ခက်ခဲမဟုတ်ဂိမ်းနဲ့ဝင်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ randomway classic တပွဲပါညာနှစ်ပွဲအဲ့လိုဆောက်ရမယ်ကွာပြီးလို့ရှိရင်ကျွန်တော်တို့ဒါတော့ rank tier ပေါ့နော်အာ method တို့ပါရောက်ပါလို့ရှိရင်ကျွန်တော်တို့ star tier တွေပါတယ်အဲ့လိုမျိုးအများကြီးရတယ်ပေါ့နော်ဆိုတော့ထားပါ daily log in มาแล้วเราတို့ဒီ star တွေအများကြီးရတယ်အဲ့ဒီရနေပြီးတော့ browser တို့နှိမ့်တိုင်း star တွေ star တွေစုပါလို့ရှင်ကျွန်တော်တို့ star ထောင်ခဏရလို့ရှင် diamond လဲထောင်ခဏရမယ်ဘာလို့လဲဆိုလို့ရှင် star တစ်ထောင်ကကျွန်တော်တို့ diamond တစ်ထောင်နဲ့အညီမျှတယ်ပေါ့နော်ဆိုတော့ okay ဟုတ်ပြီ star နဲ့ diamond နဲ့ဘယ်လိုစွတ်ကမလဲဆိုတော့ကျွန်တော်ပြပြပေးမယ်ဆိုတော့အာဘာမှ trade မခက်ခဲဘူးဒီမှာ diamond နေအောင်နှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာ diamond ပုံစံလေးနဲ့ကျွန်တော်စွတ်ဆိုတာပေါ်နေလိမ့်မယ်ကျွန်တော် account လေးတစ်ချက်နှိပ်လိုက်ကွာခုမှ star 50ပဲရှိတယ်ဆိုလို့ရှိလို့ရှိရင် diamond အလုံး50ရမယ် sammy စွတ်ပြပေးမယ်ဆိုတော့ okay okay ဒီမှာ okay လောက်လိုက်ပြီဆိုလို့ရှိရင်အာဘာလည်းမသိရလာပြီကွာ okay အာ diamond 3ကကျွန်တော်ဖြစ်သွားပြီเนาะဒါတော့ bro bro တို့ကျွန်တော်လုံးပြနေနေရသွားတာเนาะအခုနောက်ဆိုကျွန်တော် lucky ပေါက်လေးရတယ် angela skin တော့မှကျွန်တော်ပေါက်သွားသေးတယ်ခင်ဗျာဟုတ် ဆိုတော့ okay ဒါတော့ brother အကြမ်းမြင့်သိပြီထင်တယ်ပြီးတော့ avancer ပါနော်တကယ်နော်ကျွန်တော်ပြောပြမယ် account ကြီးတယ်နော်ဒါဆိုကျွန်တော် second 465ရှိတယ်နော်ဒီထဲမှာဆို bro မြင်လိုက်6 kfd ရော transformer တွေရောအာ gushin collider တွေရော okay ဒီမှာတတိထားစရာတချို့တွေပြောကြတယ်သိရမလားဘာညာဂျင်းနေကွာဒီ advanced server diamond original server ပို့မယ်တဲ့အဲ့လိုမျိုးဆိုငါတို့ advanced server ပဲဆော့တော့မှာပေါ့ပြီးလို့ရှိရင် original server ပို့ပြီးဘာလို့ပတ်စံနေကုန်ခိုင်းဝယ်တော့မှာလဲသိရမလား ဆိုတော့တဲ့မလို့မျိုးလောက်လို့မရပါဘူးဆိုတော့အဲ့ဒါလေးကို లై မကြည့်ပါနဲ့ဆိုတော့အဲ့ဒါလေးက bro အချိန်တွေ waste ဖြစ်ပါတယ်ဆိုတော့ okay bro advanced server အကောင့်ဘယ်လောက်ကြီးနိုင်လဲဆိုတော့ bro သိပြီနော်သိပြီဆိုလို့ရှိရင် advanced server အကြောင်းကိုဘယ်လိုဖောက်အောင်လဲဆိုတော့ကျွန်တော်ပြောပြပေးတော့မယ်ဆိုတော့တေချာလေးစက်ကြည့်ပေးကြပါအရေးကြီးတယ်တခုတော့မလွဲသေးနဲ့ okay နော်ကိုလူတွေ okay ကိုလူတွေ advanced server founding လေးမှာပြောပြခင်မှာကျွန်တော်ရဲ့ကိုပိုင် application လေးဖြစ်တဲ့5 minute ကို gain shot နဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ဆိုတော့ application နဲ့မှာဘာလဲဘာလဲကျွန်တော်တစ်ချက်လောက်ကြားကြည့်လိုက်ကြအောင်စိတ်မပြတ်စေရအောင် โอเคဒီမှာဆိုလို့ရှိရင်တော့ weekly pass နဲ့ double time ကြောင်းမှကျွန်တော်ရေးပြရသေးတယ်။နောက်ကျရင် upgrade upgrade ဖြစ်တဲ့အကြောင်းအရာတွေကျွန်တော်ရေးပြီးတင်ပေးထားမယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါ mobile legend origin နဲ့စပါ။ Okay so app ကဘယ်လိုအလုပ်လုပ်လဲဆိုလို့ရှိရင်ဒီ app လေးကိုကျွန်တော်ငွေဖြည့်ထားမယ်ဆိုလို့ရှိရင်24နာရီမရွေး ိုက်တဲ့အချိန် brother အကောင့်တွေကို diamond ထည့်လို့ရမယ် diamond UCHOK ဘာညာတခြား game တွေအများကြီးအစီအစဉ်ရှိပါတယ်ဆိုတော့အဲ့လိုမှမဟုတ်ဘူးချက်ချင်းပေးချက်ချင်းလိုချင်တယ်ဆိုလို့ရှိရင်တော့မနက်10:00နာရီကနေပြီးတော့ည10:00နာရီအတွင်းမှာ brother တို့ငွေလဲ screen shot ပြည်တာလေးနဲ့ကျွန်တော်ဝယ်လို့ရတယ်ဘာမှမခက်ခဲဘူးကိုကြိုက်နေတတ်တဲ့ package တစ်ခုကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ game ID နဲ့ server လေးကိုကျွန်တော်တို့ထည့်ပြီးတော့ကျွန်တော်ငွေလဲ screen shot ပြည်တာလေးပို့ပြီးတော့ ချက်ချင်းဝယ်လို့ရပါတယ်ခင်ဗျဆိုတော့အဲတော်ကီဖုတ်တာတော်ပြီ application အကြောင်းကို advanced server found အကြောင်းကိုကျွန်တော်ပြောပြပေးတော့မယ် nice okay advanced server found ကြီးဒီမှာတကယ်လာပြီဒီ advanced server တွေကိုဘယ် found နေဝင်ရမလဲဆိုရင်မမေ့ကြပါနဲ့ကျွန်တော် description နဲ့ comment မှာကျွန်တော် telegram link နေနဲ့တကွကျွန်တော်ချပေးထားပါမယ်စိတ်မပူကြပါနဲ့ဆိုတော့ဒီအောင်အာယုံစားလိုက်ကြရအောင်ဆိုတော့ဒါတွေက bro pass ရမလို့ကျွန်တော်အောက်ကိုဆွဲချလိုက်ပြီးလို့ရှိရင်ကျွန်တော်မြန်မာလို့ဆိုရင် she တို့ english ဆိုရင်ကျွန်တော် niche ပေါ့နော်ဆိုတော့ okay ရှေ့သူထားလိုက်ပါဆိုတော့ okay ဒီမှာစမေးပြီဆိုတော့တေချာဖတ်ဖို့လိုပါတယ်ကိုယ့်ရဲ့ in game name မှာကျောက်ကိုရဲ့ in game name ကိုကျွန်တော်တို့ကဒီ yoyo tournament ထားရတယ်ဆိုလို့ရှိရင်ဒီမှာပဲကျွန်တော်တို့ typing ရိုက်ပြီးကျွန်တော်တို့ထည့်လိုက်လို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးအတုအတက်တွေနဲ့ထားထားတဲ့ချောင်း pro လေးတွေကတော့ကျွန်တော် game ထဲမှာသွားပြီး copy you ပြီးရင်ဒီမှာကျွန်တော် paste ချလိုက်ပါ user id user id ဆိုတာတော့ကျွန်တော်ကိုယ့်ရဲ့ game id ပါ gwin da gwin bait အရှိရ id ပေါ့နော်ကျွန်တော်လွယ်လွယ်ကူကူပြောပြပေးထားပါတယ်အဲ့ကနန်းလေးတွေကိုကျွန်တော်တို့ဒီမှာဖြည့်လိုက်ပါ ဇွန်ဝိုင်းနီဆိုတာကြောင့်တနည်းအားဖြင့် server ID ပါ server ID ကတော့ကျွန်တော်တို့ဂွင်းလာဂွင်းမိတ်တွေကစာလုံး၄လုံးသုံးမုံ၅လုံးမှာကိုယ့်ရဲ့ server ID ကိုကျွန်တော်ဖြစ်လဲပါပြဿနာမရှိပါဘူးဒါကတော့ကို sort တဲ့ device ကိုမေးတာပါ so android လား ios လား computer လားကိုက iphone နဲ့ဆိုရင် and sorry ios computer နဲ့ဆိုလို့ရှိရင်ကျွန်တော် computer android နဲ့ဆိုရင် android ပေါ့နော် so ကျွန်တော်ထားပါတော့ကျွန်တော် android ယူလိုက်မယ် အာပြီးလို့ရှိရင်ကျွန်တော်တို့တရောက်ဂိမ်းမနာကြီးဆော့လိုက်ပါတော့ဆော့ထားပါတော့အတင်းတစ်ဖြစ်သွားအောင်ကျွန်တော်ကတော့၃နိုင်လောက်ပဲရွေးလိုက်တယ်ပြဿနာမရှိဘူးဆော့ဘရာသာတို့ကတော့ကိုဆော့တဲ့အချိန်ကိုရွေးပါတကယ်မှ24နိုင်လုံးဆော့နေပြီဆိုလို့ရှိရင်တော့အားသာကိုရွေးပြီး24 hour ဆိုပြီးထည့်လိုက်ပါဒါပေမဲ့24နိုင်ဆော့ရဲ့လူလည်းဒီဗီဒီယိုကြည့်နေမှာမဟုတ်ပါဘူးဆော့အဲအောက်မှာကတော့ကျွန်တော်တို့ ဘယ် network နဲ့ဆိုတော့လေဗောနဥမာထားပါတော့ wifi data ဒါမှမဟုတ်တခြားဟာတွေဗောနော wifi နဲ့ data တွဲသွင်းတဲ့လူတွေကတော့ကျွန်တော်အားသာရွေးပြီးတော့ wifi plus data ဆိုပြီးကျွန်တော်ထည့်လိုက်ပါအဲ့ဒါပြဿနာမရှိပါဘူးထားပါတော့ wifi မဲ့ရွေးလိုက်ပါ okay အောက်မှာတော့ကျွန်တော်တို့ကို sort ရဲ့ pin ကိုမေးတာပါအာ game ရဲ့ဘယ်ဘက်လောက်အပေါ်မှာပေါ်နေတဲ့ ပင်ပေါ့နော်အများစုကတော့ကျွန်တော်20 ms ဒါမှမဟုတ် 50ms ဒါမှမဟုတ် 74ms ပေါ့နော် wifi သမားတွေကတော့ကျွန်တော်တို့5 to 10ပဲရှိရဲအဲ့ဒါ wifi သမားတွေကကျွန်တော်တို့10 to 20ms ကိုရွေးလို့ရတယ် data သမားတွေကတော့50 to 100 ms ကိုကျွန်တော်တို့ရွေးလို့ရတယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ကြမ်းပါသေးတယ်ကျွန်တော်တို့ရှေ့သူနှိပ်လဲပါပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကြမ်းသေးတယ် email address ကိုမေးတာပါအဲ့ email address နေရာမှာကိုယ့်ရဲ့ personal email address ကို မတုံးမှုကျွန်တော်အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ဘက်ကပို့လာမယ်အကြောင်းမြန်တာတက်တက်အတွက်နဲ့ကိုယ့်ရဲ့ personal email ကိုမထည့်ပေးလိုက်နဲ့ပြဿနာတော့မရှိဘူးဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသစ်ဖောက်ပြီးတော့ကျွန်တော်ဒီမှာဖြစ်ပြလိုက်ပါပြီးလို့ရှိရင်တော့ advance server အကြောင်းဘယ်ကတိလာလဲပေါ့နော်ဘာညာပေါ့အဲထားပါတော့ bro အခု YouTube video ကြည့်နေလို့ဒီ YouTube ကတိတယ်ဆိုလို့ရှိရင် YouTube ကယူလိုက်ပါ TikTok ကတိတယ်ဆိုလို့ရှိရင် TikTok မှာယူလိုက်ပါ okay ဒီမှာကတော့ brother တို့ game ပေါ့နော်အာဘယ်လိုမျိုး advance server ဘာကြောင့်လိုချင်တာလဲပေါ့နော်ဆိုတော့အဲထားပါတော့ ဲ့ဒီဥစ္စာကိုတော့ကျွန်တော်ဒီမှာရေးပြထားတဲ့အတိုင်းပဲ brother တို့ရေးပြီးတော့ကျွန်တော်တို့လုပ်လို့ရပါတယ်ပြဿနာမရှိပါဘူးတခြားကိုက ESK ပို့ကျွမ်းတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့တိုင်းရေးပြီးတော့ကျွန်တော်ပေးပို့ရန်ဆိုတာလေးနှိမ့်လိုက်ပြီဆိုလို့ရှိရင် brother တို့ तू ကတပတ်အတွင်းအကြောင်းပြန်လိမ့်မယ်အကြောင်းပြန်တဲ့နေရာမှာ brother တို့အကောင့်ရရင်ရတယ်မရရင်မရဘူးပေါ့နော်အများစုကတော့ကျွန်တော်တို့ရကြပါတယ်ဒါပေမဲ့မရလူတွေလည်းရှိပါတယ်မရလို့ရှိရင်တော့ရက်လေးချားဒါမှမဟုတ်တလားလောက်ဆောင်ပြီးတော့မှ tech try မှာ advance ပါရကြပါသေးကိုလူတို့ဒါနဲ့ကျွန်တော် YouTube channel လေးကိုလည်း လိုက်ရ subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တော့5 minute ကိုပြီးပါ